ားလုံးပဲမင်္ဂလာပါရှင်ယူရဲ့ SC Audio Book Entertainment Channel လေးကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ယူကဆရာမီမန်းလေးတောင်ကိုရဲ့အပြိုစင်ပဲဟေးဆိုတဲ့ကာတွန်းသရုပ်ဖော်ဇာတ်လမ်းလေးကိုအတန်ဇာတ်လမ်းအဖြစ်ပြန်လည်တင်ဆက်ပေးပါတော့မယ်ဆရာမီမန်းလေးတောင်ကိုရဲ့အပြိုစင်ပဲဟေးဥမေမြို့တက်မင်းသမီးငါးသွားတယ်ဗောအေးရွာငအေးမြို့မှာ ရော်နီအေးဆိုပြီးပွေရှုပ်နေတဲ့ပဲပွဲစားသားပဲတန်တော့နောက်ဘက်ရွာကဒေါ်တို့လူမာကကဖို့မင်းသမီးသွားငါတာထင်မဟုတ်တယ်ငရှုပ်ခက်ပြက်ပြက်ပြောမဒါဆိုကျုပ်ပါကိုမင်းနဲ့လိုက်ပြီးမင်းသမီးကဲခတ်မယ်မင်းရဘာဆိုင်လို့မင်းသမီးကဲခတ်မှာလဲကွာဟမ်အဲ့လိုမပြောနဲ့လေဦးမဲကမင်းသမီးငှားလားအလူမာကအလူရှေကမင်းသမီးကိုစွကြတာနင်းနင်း ကျောက်တို့ကသာမင်းသမီးကိုစွတော်ဝင်မြများစုချရတာဒီတော့ကိုစုချမဲ့မင်းသမီးကိုလိုက်ကြည့်ရမှာပေါ့ဘာလိုက်ကြည့်မှာလဲခမားငားလာတဲ့မင်းသမီးတွေကအပြိုစင်ရှင်ဘိုးတော်မတန်းသေးဘူးဆိုပြီးတေးသေးကြကြလေးလာကြည့်တော့ကလေးသုံးယောက်အမေဖြစ်လို့ဖြစ်လင်း30ရဘူးတဲ့မင်းသမီးဖြစ်လို့ဖြစ်နေကျောက်ကိုတေးကြဝိုင်းကြည့်ပေးဖို့ရွာကလာသားတွေကကိုယ်စလဲလွတ်လိုက်တာငအေးကပွဲပဲစားစားဆိုတော့ ပတ်စံကိုရန်တုံးပြီးအလှူတိုင်းမင်းသမီးတော်ကိုစွတော်ငွေအများဆုံးကျနိုင်တာနောက်ပြီးသူပြောသလိုငါငားတယ်မင်းသမီးတွေကပြောတော့အပြိုးဒီတော့ရွာကရန်နီရဲ့တို့စွတ်ငွေအများကြီးချသည်ပေါ့ပြိုးစင်ငွေမုံတစ်ချင်းပြန်ဆိုပေးပါစွတ်တော်ငွေ3000 Thank you ပွဲပြီးလို့ရော်နီရဲ့မင်းသမီးတဲတဲ့အိမ်သွားပြီးမင်းသမီးကိုမိတ်ဆက်တော့ဟာကလေးမေပဲနှုတ်တိုက်နေတာ မင်းသမီးကသူကရဲ့မင်းသမီးတမိန်ခောက်ပေးတဲ့မိမကြီးမြက်ချီထားတဲ့ကလေးကိုနှုတ်တိုက်နေတော့မင်းသမီးကိုအပြိုစင်းဆိုပြီးငှားလာတဲ့ငါအရှက်ခွဲရောဟိုမင်းသမီးကြိုကြိုပြုံးတော့လည်းတကိုယ်ထဲနေတဲ့ပြိုကြီးမေကြိုကြိုပြုံးဆိုလို့ငါငှားလိုက်ပါတယ်ဘူးလုံတော်လူကိုပေါ့ကျမကရွာတကာလိုက်ကပဲမဲ့နွားလဲနဲ့ခေါ်ရင်လိုက်တဲ့မင်းသမီးမဟုတ်ဘူးဦးလေးမောင်းနဲ့မြင်းလဲနဲ့လိုက်ကြတာအဲ့ဒါမြင်းလဲကတော့အလူရှင်ကပေးရမယ်နော်ရှောင်းတောင်းပေးပါမယ် အငင်းကျွတ်တော့လဲသူကပြလျာမြဲဆိုရက်တကူရဲနေတဲ့ပြိုကြီးမေချိုချိုပြုံးဒီရွာလုံးကိုကြောညာတယ်ဒီညမာတော့ချစ်သူရှာတော့မယ်ချိုချိုပြုံးကပြိုကြီးလိုကြောညာနေမှာတော့ရော်နီအေးတို့စွရုံငွေပပဆက်ဆက်ချကပြိုကြီးလက်ကင်မှုတဲ့ရှိအောင်ကမ်းပေးပါစွရုံငွေ၃000ချပါမယ်ဟိရပါတယ်ရှင်ရပါတယ်သူ့လက်ထဲမှာငွေဆက်ကူထောင်းတဲ့နေအများကြီးပဲငါရအောင်ယူမယ်ဟိ ရော်နီအေးချိုပြောင်းကမ်းလာတော့လက်ကိုအားရပါရခိုင်ကနာမည်ကြီးကဘလို့ခေါ်လဲဘမနေလဲလာလေလို့မရဘူးလားနာမည်ကြီးကမခင်မြနေရတာကရွာကန်လလာလေလို့ရငွေပါမရှိအလဲကာယာနဘေးတွေနဲ့ဟင်ငအေးတအားခိုင်တာကချိုးစင်းဟဲ့မင်းသမီးလက်ကိုလှုပ်လိုက်မင်းလက်ခိုင်ပြီးကဲနေတာလွန်ပြီ အောင်မမင်းသမီးကိုကြိုဖို့လုပ်တဲ့မြင်းလဲသမားမင်းပါလဲဘာဆိုင်လဲသွာတော်ပါတော့ဆိုင်နေကွာငါမင်းသမီးလင်း तू ကရွာတကလိုက်ကရလင်းပြစ်မလိုက်ခဲ့နဲ့မြင်းလဲသမားဦးလေးပြစ်လိုက်ခဲ့ဆိုလို့လိုက်ရတာကွာငါဘက်ကမင်းသမီးငါရဲ့အဲ့လိုကျွင်းချက်တွေရှိနေတော့ရွာသူ့ကိုကိုယ်စလဲလွတ်လိုက်ပြီပေါ့မင်းသမီးဆိုတာကအပြိုစင်ရှားတာအပြိုနော်လှပါစီ ဟင်းအောင်ငယ်အေးမင်းကမင်းသမီးကိုအပြိုမရွေးနေမင်းကတော့မင်းမရွာမှာကလေးဖေဖြစ်နေတဲ့ပြင်မြို့မှာလူပြုံရလှုပ်ပြီးနောက်ထပ်မင်းရပြိုင်ထားတာငါတိုးတိုးတိတ်တိတ်ကြားတယ်ဒါကကျွန်တော်ကဏ္ဍလीခုကဏ္ဍကိုရွာကလတ်သားတွေပြိုစစ်စစ်မင်းသမီးကိုအားပေးနိုင်ရဲ့အတွက်အလေးထားဆောင်ရွက်နေတာပါဟင်းဟင်းသူဝဲစရုံဝေးကြပြီမင်းသမီးနဲ့ကဲနေတာကိုခုတော်တော်လူမှခမည်းသာအပြိုစင်မင်းသမီးငှားလိုက် ကလာသားတွေကခမရဝင်9000တက်တက်ပေးဖို့စီစဉ်ထားတယ်9000ကိုရွာသားတွေပျော်စင်မင်းသမီးလက်ကိုမှဆွဲပြီးစုတော်ငွေချနိုင်ဖို့ပဲငါရအောင်စူးစမ်းရမှာပေါ့ငွေ9000တကယ်ပေးကြမှာနော်တကယ်ပေါ့ဒါကြောင့်ခုရွာကျွန်တော်ကိုမဲငားတဲ့မင်းသမီးအပျော်စစ်မစစ်လိုက်ကြည့်ခိုင်းတာပေါ့ကျွန်တော်အင်ထုလို့မရအောင်နော်နောက်ပြီးဒေါ်တော့ကစီဆက်ပါရှင်သူ့လူမှသူ့မျိုးသတိသားလာပြီး မျိုးမင်းသမီးကိုစူးချမှာဆိုတော့အကကောင်းတန်ကောင်းပြိုစင်မင်းသမီးမှာဖြစ်မှာရှယ်နော်ရှယ်ဆိုတော့အရင်နှစ်ဦးဖိုးလူလူလုံတော့ကရွာလူရှိ သူကိုယ်တိုင်မင်းသမီးလက်ဆွဲပြီးစူရောင်ွေကြတတ်တဲ့ဦးဖိုးလူကိုငါ့ကိုအလူလောက်ခံနေဦးမေကျောက်လူကဖို့မင်းသမီးကိုခမရပဲငှားပါဒါပေမဲ့ခမရငှားခဲ့တဲ့မင်းသမီးမှန်သမျှနောက်ဆုံးအိုရီဖြစ်နေတော့ကျုပ်ပါလိုက်ပြီးစိတ်တိုက်ကြည့်ရွေးမယ်ရွေးပါကျုပ်နဲ့တူသွားတာပေါ့ အဲ့ဒီတော့ငါနဲ့ခင်နဲ့လူရှင်တော်နောက်တိုးနဲ့အလူမတိုင်ခင်ပင်းပြီအပြိုမင်းသမီးကရွှေထက်ရှားတယ်အဲ့ဒီတော့ဒီလိုလုပ်ကျုပ်မင်းသမီးတယောက်တွေ့ထားတယ်ဓမ္မတက်ပုံအသက်က25တအားလစတေရှုကောင်းသလားမမင်းနဲ့အဲကလေးတယောက်မေတခုလက်တော့ဖြစ်နေတယ်အားလုံး okay ပဲမဲ့နောက်ဆုံးအရေးကြီးတဲ့အချက်ကမ okay ဘူးကွဲငါလူရှင်အဲ့ဒါအဓိကထားတာဒါမှမင်းသမီးကပြင်ထားတော့အပြိုရှုံးနေ ။သူကခလေးတန်ရာပို့ထားပြီးပွဲငါလူရှင်ရှင်ပြုတ်လုပြပါပေါ့။ဟီဟီဟုတ်တယ်။ပွဲငါဥဖို့လူကိုမဲနဲ့မင်းသမီးလာကြည့်သည်နှင့်မင်းသမီးကိုကြိုတင်သတင်းပေးထားသည်မို့။တမီးကရီးစားတော်မရှိသေးပါဘူး။ဟင်။လေးလေးတို့ရရောက်မှာပဲရီးစားရှာရမှာပဲ။ရွာကလာသားတွေကလုံးမလုံးကြဘူးရီးစားမထားနဲ့လေးလေးကအိမ်အောင်ပြတ်ပေမဲ့အလုတ်ကျိုးစားလို့ရွာမှာအိမ်ရခိုင်နဲ့နေနိုင်တာ တသက်တာမင်းသမီးစဉ်းစားနော်ဟိဟိဒါဆိုသမီးဟာပြိုလဲမို့လေးလေးတော့ရွာလာမှာခုလိုအင်းရခိုင်နဲ့တဲရမှာဆိုလုံကြုံမှုပိုရှိမှာမဲအတော်ပဲဟိဟိလုံကြုံမှုပိုရှိတာပေါ့အဲ့နေဘဲကလာသားမှအိမ်ပေါ်မတက်ရငမဲအောင်မတက်ရဟိကဲပါဆီယံငွေပေးခဲ့ပါအပြိုဘွားနဲ့ရွာကိုရဲစွန်လာမှာမို့ချားမင်းသမီးတဲ့တပေါင်းပို့ပို့တယ်နော်ပေးမှာပေးမယ် ထိုစဉ်မမေတောင်းဒေါ်လေးတို့အိမ်မှာတနေကုန်နေခိုင်းတာပြင်းလို့ပြားလာတာအဲ့ဒီတော့ငါဆီယံငွေပေးကန်ဒီမင်းသမီးကလေးရောက်လာလို့ပြတ်သွားပြီးငါအဆက်ခွဲရတယ်ခုငအေးလိုက်လာတော့ဒါပေမဲ့လူရှင်တော်နောက်တော့ဒီတကမင်းသမီးတစ်လက်တွေ့ထားတယ်တခုလက်မှလေးပဲတဲ့ကလေးမရှိဘူးအပြိုဟန်လောက်ထားတယ်ဆိုတော့ငအေးခေါ်သွားလဲဒီကောင်သိမယ်မထင်နောက်တော့မင်းသမီးလိမ့်စာပေးထားတော့ကဲလိုက်ခဲ့ကွာ ဤသို့ပြင်ကိုမဲနဲ့ရော်နီ၏မြို့တက်မင်းသမီးငားကမြို့ရောက်သောရက်ကွက်တစ်ခုသို့ဒါနောက်တော့လိုက်စားပေးထားတဲ့မင်းသမီး၏ဝင်မထိုးစင်အိမ်ထဲမှမြို့သမီးတူဟိုးကိုနောက်တော့ပြောတဲ့ပွဲငါအောင်မဲဆိုတာမြန်လားဟီဟုတ်တယ်ကိုနောက်တော့ကပြောတယ်ကိုမဲတို့ကပြိုစင်ချစ်သူတော်မရှိမှငှားမှာဆိုလို့မနေ့ကချစ်ချစ်ကိုရီစက်စကားလိုက်ပြောတဲ့သူချစ်ရသားနဲ့လိုက်မခံနိုင်ဘူးသိလားဟေး ဒါကြောင့်နောက်တို့ပြောတာမင်းသမီးကတခုလက်ပေးမယ်အပြိုးစင်းလုံးဟန်လုံးကောင်းတယ်ဆိုတာတကယ်ပဲငါငအေးနဲ့ငိုင်သွားတယ်ဘလို့လဲငအေးကြိုက်ပါတယ်ဟင်းမင်းသမီးစီကတော့အပြိုးစင်းမှုတသောင်းပိုယူတယ်မဟုတ်ပါဘူးကိုမဲတို့ရွာမှာချစ်ချစ်ရဲ့နှုတ်ပညာတွေပြကျင်လုံးလို့လာကဘူးတဲ့မင်းသမီးတွေတဲ့ဈေးလျှော့ပါတယ်ရှင်အပြိုးဟန်ပြီးပြီးဈေးအားစကြိုးတော့ငါလူရှင်ဒေါ်တို့ဈေးပို့ပြောလို့ကောင်းတာပေါ့ပေါ့ ထိုစဉ်မေးချစ်အဲနေဒီကားလေလုတ်ကိုလုတ်ပြမိလားဈေးခေါ်ကောင်းပြိုဟန်တုတ်မင်းသမီးလုတ်လို့ခုလင်းနဲ့ကွဲပြီးတော့ကကြင်မြမိလားအမေမပြတ်နိုင်တဲ့နင့်လေဟောင်းကငေါ့လာပြောလို့လာတာနင်ကဒီအိမ်မှာတယောက်တည်းအပြိုဆိုပြီးမင်းသမီးလုတ်ပြမိလားတဲလေပြေးမှာငအေးရေဦးမဲမင်းသမီးတွေကလည်းနောက်ဆုံးလင်းရပြီးသားပဲ အပြိုမင်းသမီးကရွှေချက်ရှာအဲ့လိုမပြောပါနဲ့ပြောစင်မင်းသမီးကြောက်တွေ့ထားတယ်အစားပြောပါလားကွာဘမလဲဟိကြောက်တွေ့ထားတဲ့မင်းသမီးချက်ခမည်းမင်းသမီးတွေကတာမလားလို့ပါကြုံမင်းသမီးကအပြိုတက်က20လှတယ်ခေကတွေအားလုံးကျွမ်းမြို့လူမှကြည်ဘူးတယ်မိတ်ဆက်လို့သူ့လိပ်စာရထားတယ်စောစောကပြောရော့ပေါ့ခုသွားကြမယ်ရော်နီအေးခေါ်ရဦးမဲလိုက်သွားရာ ဘလို့ကြည်ရတခါမှမကဘူးလို့ခုနံမဲကြအောင်ကကြင်ပါတယ်။အမှုပညာမှာအဲ့တုံဖာမောက်ပြကြင်ပါတယ်။ဟိဟိဘလို့လဲကိုမဲငဲတယ်နှုတယ်ဘောင်းမီလေးနဲ့ဆိုတော့ငါအေးရွာကလာသားတွေအကြိုက်ပေါ့။ငှားမယ်ဟိဟိရွာရောက်တော့ငှားခဲ့တဲ့မင်းသမီးကလှရလားအပြိုလားပြောပါဦးမဲ။အလူဝင်ညကြည့်ပေါ့မင်းတို့စိတ်ကြိုက်ဖြစ်စေရမယ်။ အလူဝင်နဲ့ရာထိတ်တွင်ဦးမဲနဲ့ကလာသားများမင်းသမီးအလာကိုမျှော်နေကြကဦးမဲမင်းသမီးကဘသူနဲ့လာမှလဲငအေးခေါ်လာမှာကွာသူ့မင်းသမီးသူခေါ်လာပြရစီတဲ့မကြမီရော်နီအေးမင်းသမီးနဲ့လာကြည့်ပါပဲမိုးတယ်ဟုတ်ငအေးမင်းသမီးအဝေးဆွဲလို့အားကြရဲကွာပြုံးလို့ကြည်လို့ပါလားထိုးစင်ရော်နီအေးမရကြည့်လူကြားထဲမှာထွက်လာကွာ ဓမ္မကိုအေးရှင်မြို့မှာတိတ်တိတ်ပုံထားတဲ့မရပြိုင်မင်းသမီးကိုအပြိုစင်းဆိုပြီးရွာကလူတွေညာလို့ကြောက်မသိဘူးမှတ်လို့လားလူရှင်တော်နောက်တော့ကသူ့မင်းသမီးရှင်တော်မငါပဲတော့နောင်မရအမျိုးသမင်းသမီးကိုအပြိုစင်းလို့ရွာခေါ်လာမှာမနက်ကကြောက်ကိုလာပြောသွားလို့သိပြီးပြီရှင်မညုံးမှလဲကဲကဲကိုမရပြိုင်မင်းသမီးကိုပြုတ်လောက်ခိုင်းပွဲငါကိုမဲမသိအောင်တော့ပြပြညာအောင်ကဲခွတ်အေးပြေးမှာ ဟွန်းသူပြောစင်မင်းသမီးလဲအင်မာပဲလားပီအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ဆရာမီမန်းလေးတာငူရဲ့ပြောစင်ဆိုတဲ့တရုတ်ဘော်ဇလန်းလေးကိုတိုက်နေတဲ့ကြလိမ့်မယ်လို့ယူကမျှော်လင့်ပါတယ်အားလုံးလည်းကျမ်းမာချမ်းသာကြပါစေကျမကတော့စာဖတ်သူယူပါရှင်